လေးကိုစေကံပြမယ်ဆိုပြီးတော့ရွာမရှိရဲ့ဆေးစရာကြီးစီကိုခေါ်သွားလိုက်ပါတယ်။သူတို့နှစ်ယောက်ကတော့ဆေးစရာရှိကိုသွားဖို့အတော့တရေကြီးရှိတဲ့လမ်းကနေဖြတ်သွားကြရမှာပါ။နီလမ်ကတော့ဘာမှသိချာမသိပါဘူး။အတန်တွေကိုစတိုက်ကြားနေကြရပါတယ်။ဒီအချိန်မှာမောင်နှမနှစ်ယောက်လုံးကလည်းတရေကြီးရောက်ရှိလာပြီးစရာကိုတရီထားမိသွားပါတယ်။ရုတ်တရက်ပဲနီလမ်လည်းအ мян ရှောင်းနေရင်းနဲ့ခြေချော်ပြုတ်ကျသွားခဲ့ပါတယ်။နီလမ်ရုတ်တရက်သူ့ကိုကိုကြည့်ခဲ့တဲ့အခါမှာတော့သူ့ကိုရဲ့ခေါင်းမှာသွေးတွေအများကြီးထွက်နေအောင်ကိုတွေ့လိုက်ရပါတယ်။ဘာဖြစ်တာလဲ။ထထထအ мян ထအ мян ထလေ။ ီအချိန်မှာသုံးရှင်မှာကြောက်စီရကောင်းတဲ့တရင်ကြီးတကောင်ကိုမြင်တွေ့ခဲ့ရတဲ့အတွက်သူလည်းရှင်တုံပန်းတုံဖြစ်သွားပါတယ်။အရိယကြီးကအတော့ကိုကြောက်စီရကောင်းတော့ပါတယ်။တရင်ကြီးကနီလမ်ကိုပြောပါတယ်။နေပါလုံးကောင်လာကြည့်နေရတယ်။ဒါဆိုရင်တော့နေလန်ကားလိုမျိုးခြေလေးချောင်းနဲ့လမ်းလျှောက်ချင်လား။နေကိုလည်းကခြေလေးချောင်းနဲ့လမ်းလျှောက်ခိုင်းလိုက်မယ်။ဒီလိုနဲ့နောက်နေ့မှာတော့နီလမ်ရဲ့အလောင်းကိုလည်းရွာလေးမှာတွေ့ခဲ့ရပါတယ်။ရွာမှာရှိတဲ့ဖုန်းတော်ကြီးကဒီကိစ္စတွေအားလုံးရွာသူရွာသားတွေကိုပြောပြပါတယ်။ကဲ အဲ့ဒီပြဇာမင်းသားကြီးကကျောက်စီရာကောင်းတဲ့အညိုကြီးရဲ့တရေတဲ့ကောင်ဖြစ်သွားခဲ့ပြီးသူ့ရဲ့အညိုတွေကအရန်ကိုကြီးလို့နဲ့ရွာမှာရှိတဲ့တယောက်ကိုမှသူအလှုပ်ပေးမယ်လို့ငါတော့မထင်ဘူးအခုဆိုရင်တော့ရွာကတိတ်ဆိတ်ချောက်ကပ်ပြီးကျောက်စီရာကောင်းတဲ့ရွာတရွာဖြစ်သွားခဲ့ပါပြီအရင်လိုမျိုးပြောစရာနည်းနည်းတရောက်မှမကောင်းတော့ပါဘူးရွာသူရွာသားတွေအားလုံးရဲ့စိတ်ထဲမှာကျောက်စိတ်တွေကိန်းအောင်နေခဲ့ပါတယ်အမျိုးသမီးတွေကညနေ9နာရီဆိုရင်အိမ်ထဲကနေအပြင်ကိုတော့မထွက်ရဲကြတော့ပါဘူးအမျိုးသားတွေကလည်းညဘက်သူတွေရဲ့လယ်ယာမြေတွေမှအစဉ်ပြေပါရဲ့လားဆိုပြီးတော့လည်းသွားပြီးမစစ်ဆေးကြတော့ပါဘူး ။ကလေးတွေကလည်းနေမဝင်ခင်ကတည်းကအိမ်ထဲမှာပဲနေကြပါတော့တယ်။ပြီးမှဆိုတဲ့သူကတော့သူ့ရဲ့အဖွာပြောပြရတဲ့အကြောင်းအရာတွေကိုနားထောင်